အားလုံးမင်္ဂလာပါ။ဒီချေကတော့ Grade 9တင်ချတင်ရိုးသွေးကိုတင်ကြပေးမယ်။တော်ရေးစနာကျော်ပဲဖြစ်ပါရဲ့။ဒီနေ့ဒီချေတင်ကြပေးမယ့်အခန်းလေးကအခန်း9ကိုယ်ဝန်ထမ်းပြင်ကြီးတွင် Graph များဆွဲခြင်းဆိုတဲ့ကောင်းစဉ်ပဲဖြစ်ပါရဲ့။ဒီသင်ခန်းစာမှာပါဝင်တဲ့အကြောင်းအရာတွေကတော့ 7.4မြင်းပြိုင်များနဲ့တောင်မတ်မြင်းများရဲ့ရှော့ဆောက်များ7.5ကင်းရှင်တစ်ခုပါမြင်းများချင်းများ၏ graph လေးချိန်ကန်7.2 7.3တို့ပဲပါဝင်ပါတယ်ဒီရဲ့ချက်ကတော့ coordinate ပြည်မီပေါ်မှာ cross section ကိုလေ့လာသိရှိရင်မြင်းပြိုင်များနဲ့တောင်မတ်မြင်းများရဲ့ရှော့ဆောင်များအကြောင်းသိရှိရင် ကင်းရှင်တစ်ခုပါမိမိများချက် craft များရဲ့အကြောင်းကိုလေ့လာသိရှိရယ်ကင်းရှင်နှစ်ခုပါတပြိုင်တည်းမိမိချင်းများကို cross ဆွဲပြီးဖြင်းရှင်းတဲ့ရည်ရွယ်ထားပါရယ်ဒါဆိုရင်7.4မြင်းပြိုင်များနဲ့တောင်မိုက်မိများရဲ့ short ဆောင်များကြီးကြီးတစ်ခုတည်းပုံမှာရှိတယ်မဲ့ရင်မြင်မဟုတ်တယ်မြင်းနှံချောင်းကရှော့ဆောင်များသူညီနေရဆိုရင်ဒီမြင်းနှံချောင်းကပြန်ကြပါရဲ့မဲ့ရင်မြင်းအလုံးကအချင်းချင်းပြန်ပြီးတော့ဝိုင်ဝင်းရိုးနဲ့လည်းပြန်ပါရဲ့ ရင်းရင်းမြဲအားလုံးကလည်းအချင်းချင်းပြိုင်ကြပြီးတော့ X ဝင်ရုံးနဲ့ပြိုင်ပါရဲ့ပင်ကြီးတစ်ခုတည်းပေါ်မှာရှိတဲ့မရက်မြင့်မဟုတ်တဲ့မြင်းနှံချောင်းရဲ့ရှော့ဆောက်များမြောက်လက်က -1 ဖြစ်ရင်တော့ဒီမြင်းနှံချောင်းကတောင်းမကြပါနဲ့ပုံစံသွက်သည့်ပေးထားတဲ့ပုံများမှာမြင်းများရဲ့ရှော့ဆောက်များကိုရှာပါမြည်သည့်မြင်းများသည့်တိုင်ကြသည် ဒါဆိုရင်ဒီချက်တို့ကိုပေးထားတဲ့ပုံဒီမှာရှိတဲ့မြင်းနေရှော့ဆော့ကိုရှာမယ်ဆိုရင် formula y2 y1 over x2 x1 နဲ့တွက်ပေးရပါမယ်။ဒါဆိုရင်မြင်းရဲ့လည်းရှော့ဆော့ကိုလိုချင်နေဆိုရင် y2 y1 over x2 x1 မှာဒီချက်တို့အမှတ်တွေကိုစားထိုးလိုက်တဲ့အခါမှာ -2 -3 over -5 -2 ဆိုပြီးတော့ညားထားပါတယ်။ဒါဆိုရင်ဒီချက်တို့ရှင်းနိုင်ရင်တော့အဖြေက5 over 3ဆိုပြီးတော့ညားပါတယ်။အဲ့လိုပဲမြင်းအမြင်ရှော့ဆော့ကိုလိုချင်နေဆိုရင်အမှတ်တွေဖြစ်တဲ့1.2နဲ့ 2, 2ကို y2 y1 x2 x1 နေရာမှာအစားထိုးလိုက်မယ်ဆိုရင် -2 2 over -2 1ဆိုပြီးတော့ညပါတယ်။ -2 နဲ့ -2 လက္ခဏာတူတဲ့အတွက်ပေါင်းလိုက်တဲ့အခါမှာ -4 -2 နဲ့ -1 နဲ့လက္ခဏာတူတဲ့အခါမှာပေါင်းလိုက်တဲ့အခါမှာ -3 ရပါတယ်။အဲဒါကြောင့်မို့အဖြေက4 over 3ဆိုပြီးတော့ညပါတယ်။ မြင်းအန်ရဲ့ short set ကိုလိုချင်နေဆိုရင်လည်း y2 y1 over x2 x1 နဲ့တွက်မယ်။အန်ရဲ့မှတ်တွေကိုကြည့်လိုက်တဲ့အခါမှာ4,1ရဲ့ 1,-3 ရဲ့ဒါဆိုရင်ဒီ share တို့အစားထိုးလိုက်တဲ့အခါမှာ -4 over -3 ဆိုပြီးရရဲ့ဒါကြောင့်မလို့ minus နဲ့ minus နဲ့ကြီးွားရတဲ့အခါမှာ4 over 3ဆိုပြီးရရင်ဒါဆိုဒီ share တို့က short set တင်ရဲ့တန်ဖိုးကိုကြီးလိုက်တဲ့အခါမှာ4 over 3နှစ်ခုတူညီနေရဲ့ဒါဆိုရင် short set တင်ရဲ့တန်ဖိုးရတူနေရင်ဒီမြင်းနှစ်ချောင်းကပြိုင်တဲ့အတွက်ကြောင့်မလို့မြင်းအန်ရဲ့ short set နဲ့မြင်းအန် န့်ရဲ့ရှော့ဇော့ကတူညီတဲ့အတွက်ဒီမြင့်နှံချောင်းကပြိုင်နေပါတယ်။ပုံစံသွင်းနှင့် ပေးထားတော့ပုံများမှာမြင်းများရဲ့ရှော့ဆောက်များကိုရှာပါမြည်ဒီမြင်းများဒီအချင်းချင်းတောင်းပတ်ကြတယ်ဒါဆိုရင်တောင်းပတ်ကြနေတဲ့အာကိုလိုချင်နေဆိုရင်ရှော့ဆောက်နှစ်ခုရဲ့တန်ဖိုးမြောက်လို့မြောက်လက -1 ထွက်ရင်တောင်းပတ်ကြပါဒါဆိုရင်အရင်ဆုံးဒီချက်တော့မြင်းနေရဲ့ရှော့ဆောက်ကိုရှာပေးပါမယ်မြင်း L ရဲ့ရှော့ဆောက်ကိုလိုချင်နေဆိုရင် L မှတ်တဲ့ -5.0 ရဲ့2.2ရဲ့ဒါဆိုရင်ဒီချက်တော့က y2 -y1 over x2 -x1 နဲ့တွက်လိုက်တဲ့အခါကျတော့အဖြေက minus 2 minus 0 over 2 minus minus 5ဆိုပြီးတော့ရပါတယ်။ minus 2တဲ့ minus 0နောက်တော့ minus 2 minus နဲ့ minus တွေတွေ့တဲ့အခါမှာ plus 5ဒါကြောင့်မလို့ minus 2 over 7ဆိုပြီးတော့ရပါရင်မြင်းအံ့မြင်းရှော့ဆက်ကိုရှာပါမယ်ဒါဆိုမြင်းအံ့ရင်အမှတ်တရ0.5ရဲ့ minus 2, minus 2ရဲ့ဒါဆိုဒီချက်တို့ကတန်ဖိုးတွေကိုအစားသွင်းလိုက်ပါမယ်ဒါဆိုရလာတာက5 minus minus 2 over 0 minus minus 2ဆိုပြီးရပါရင် minus နဲ့ minus နဲ့ကဒီချက်တို့ plus လောက်တဲ့အခါမှာ5 plus 2က7အဲ့လိုပဲ minus နဲ့ minus နဲ့ plus လောက်တဲ့အခါမှာ0 plus 2ဆိုပြီးရပါတယ်ဒါဆိုကြောင်းမို့ဒီချက်တို့ ဲ့အဖြစ်က7 over 2ဆိုပြီးတော့ထွက်ပါတယ်။ငင်းအန်ရဲ့ရှော့ဆော့ကိုလိုချင်နေဆိုရင်ဒီချေတို့ကငင်းအန်ရဲ့အမှတ်တွေကိုကြည့်လိုက်တဲ့အခါမှာအမှတ်တွေက -5.6 ရဲ့1.4ဆိုပြီးတော့ရပါတယ်။ဒါဆိုဒီချေတို့အစားထိုးလိုက်တဲ့အခါမှာ4-6 over 1-5ဆိုပြီးတော့ရပါတယ်။4တဲ့အနေ -6 နှုတ်တဲ့အခါမှာ -2 1 minus နဲ့ minus နဲ့တွေ့တဲ့အခါမှာ plus 5 minus 2 over 6ဆိုတော့ teacher ကျင်းလိုက်တဲ့အခါမှာ minus 1 over 3ဆိုပြီးတော့ရပါတယ်။ဒါကြောင့်မလို့ teacher တို့က minus 2 over 7နဲ့7 over 2နှစ်ခုကို teacher တို့မြှောက်ကြည့်လိုက်ပါမယ်။ဒီလျှောက်သောတန်ဖိုးနှစ်ခုကိုမြှောက်တဲ့အခါမှာအဖြေက minus 1ထွက်တဲ့အတွက်ကြောင့်မလို့မြင်း L နဲ့မြင်း M နဲ့ကတောင်းမကြပါနဲ့။ဒီမှာဆိုမြင်း L နဲ့မြင်း M တို့ရဲ့လျှောက်သောကမြှောက်လက်ကဒီချက်တို့ -1 ထပ်တဲ့အတွက်ကြောင့်မလို့တောင်းမကြနေအောင်ပြရပါမယ်။၄ချင်းကန်7.2 ကြီးကြီးတစ်ခုတည်းပေါ်တွင် y equal to -5 နဲ့ y equal to 1တို့ရဲ့ graph ကိုဆွဲပါဒီမြင်းများဒီပြိုင်ပါသလားဆိုပြီးတော့မေးထားပါတယ်။ဒါဆိုရင်ဒီချက်တို့က y equal to -5 ဆိုတဲ့ graph ကိုဆွဲမယ်ဆိုရင် y အမှတ်တိုင်းက -5 ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီချက်တို့က x ဝင်ရုံနဲ့ပြိုင်ပါတယ်။ပြီးရင်တော့ 0, -5 ဆိုတဲ့အမှတ်ကိုဖြတ်သွားပါတယ်။ဒါဆိုရင်ဒီချက်အခုဆွဲပြလိုက်တဲ့ graph လေးက y equal to -5 ပါ။ ပြီးရင်တော့ y equal to 1ရဲ့ graph ကိုဆွဲပါမယ်။ y equal to 1ဆိုတာကလည်းအမှတ်တိုင်းက y coordinate ရဲ့အမှတ်တိုင်းက1ဖြစ်နေပါတယ်။ပြီးရင်တော့ x ကို unit နဲ့ပြိုင်မယ်။ပြီးရင်အမှတ်က0,1ကိုဖြတ်သွားပါမယ်။ဒါဆိုရင်ဒီချက်လို့ဆွဲလိုက်တဲ့အခါမှာအဲမြင်းနှစ်ချောင်းကရင်းညီမြင်းနှစ်ချောင်းကိုကြရပါတယ်။ ဒါဆိုရင် y equal to -5 က graph က0.5ကိုဖြတ်သွားရင်ရင်းညီမြင့်ဖြစ်ပြီးတော့ y equal to 1ဆိုတဲ့ graph က0.1ကိုဖြတ်သွားရင်ရင်းညီမြင့်နေဖြစ်တဲ့အတွက်ကြောင့်လို့ရင်းညီမြင့်နှစ်ချောင်းကပြိုင်ပါတယ်။ဒါကြောင့်မဒီမြင့်နေရပြိုင်ကြပါတယ်။ number 3ကျင်ကြီးတစ်ခုတည်းပေါ်တွင် x -2 နဲ့ y -8 ရဲ့ graph ကိုဆွဲခိုင်းတာပါပဲဒီမြင်းတွေကအချင်းချင်းတောင်းမကြလားဆိုပြီးတော့မြင်းထားပါတယ်ဒါဆိုရင်ဒီချက်တို့က x equal to minus 2ရဲ့ graph ကိုဆွဲပါမယ်။ x အမှတ်တိုင်းက minus 2ဖြစ်နေတဲ့အတွက်ကြောင့်မလို့ y ဝင်ရိုးနဲ့ပြိုင်ပါမယ်။ y ဝင်ရိုးနဲ့ပြိုင်တဲ့တောင်းမှန်မြင်တွေကိုတီချေတို့ကဆွဲမယ်။အမှတ်က minus 2ကပါ0ကိုဖြောက်သွားပါမယ်။ဒါဆိုရင်တီချေတို့က x equal to minus 2ဆိုတဲ့ graph ကိုရပါတယ်။ဒါနောက်တစ်ခါ y equal to 8ရဲ့ graph ကိုဆွဲပါမယ်။ y equal to 8ကကြတော့ y ရဲ့ coordinate အမှတ်တိုင်းက8ဖြစ်နေရပါမယ်။ဒါဆိုရင်တီချေတို့က x ဝင်ရိုးနဲ့ပြိုင်တဲ့ ရေညီမြင့်ကိုဆွဲပြရပါမယ်အစ်ဝင်ရုံးနဲ့ပြန်လေးရင်းမြင်းမြုံမှာမှဒီချက်တော့0.8ကိုဖြတ်သွားတဲ့ရင်းမြင်းမြုံကိုဆွဲပြရပါမယ်။ဒါဆိုဒီချက်အခုဆွဲလိုက်တဲ့ graph က1 = 8ပါ။ဒါဆို8 = -2 ဆိုတဲ့ graph က 0.-2 ကိုဖြတ်သွားတဲ့မှန်ရက်မြင်းဖြစ်ပြီးတော့1 = 8ဆိုတဲ့ graph က0.8ကိုဖြတ်သွားရင်းမြင်းမြင်းဖြစ်ပါတယ်။ဒါကြောင့်မို့မှန်ရက်မြင်းနဲ့ရင်းမြင်းမြင်းတွေကအချင်းချင်းတောင်းပန်ကြပါရဲ့။နံပါတ်6အောက်ပါပေးထားတော့အမှတ်နှစ်ခုကိုဖြတ်သွားတဲ့ညင်းနေရဲ့ရှော့ဆောက်ကိုရှာခိုင်းတာပါပဲ။ နံပါတ်ကကြီး 4, -1 နဲ့ -2, -1 ဆိုပြီးတော့အမှတ်နှစ်ခုပေးထားရဲ့။ဒါဆိုဒီ share ကဒီအမှတ်နှစ်ခုကို x1 y1 နဲ့ x2 y2 ဆိုပြီးတော့ထားလိုက်ပါမယ်။ short sum ကိုလိုချင်နေဆိုရင်ပုံစံလေးက y2 y1 over x2 x1 ဒါဆိုရင် y2 နေရာမှာ -1 y1 နေရာမှာက -1 အစားသွင်းမယ်။အဲ့လိုပဲ x2 နေရာမှာက -2 x1 နေရာမှာက4အစားသွင်းနိုင်ပါမယ်။ဒါဆိုရင် -1 -1 over -2 -4 ဆိုပြီးတော့ရပါတယ်။အနှုံးနဲ့နှုံးနဲ့တွေ့ရတဲ့အခါမှာပေါင်းပြီးနိုင်မယ်။ ယ်။ဒါဆိုရင် -1 နဲ့ +1 ပေါင်းတဲ့အခါမှာ0အောက်မှာတော့ -2 နဲ့ -4 လက္ခဏာတူလဲဆိုတော့ပေါင်းလိုက်တဲ့အခါမှာ -6 ရရင်0 -6 ဆိုတဲ့အတွက်အဖြေက0ရပါရဲ့။ပုံစံသူလေ့ကျင့်ငယ်7.2မှာကျန်သောပုံစံများတွေ့ကြည့်ပါမယ်7.5ကင်းရှင်တစ်ခုပါမြညီများချင်းများ၏ graph ဥပမာတစ်မြညီများချက် ace greater than 3နဲ့ ace less than 3တို့ရဲ့ graph ကိုဆွဲခိုင်းထားပါတယ်ဒါဆိုရင်ပြည်ညီပေါ်မှာ ace greater than 3ဆိုတဲ့ graph ကိုဆွဲဖို့တက်ဆိုရင် x equal to 3ဆိုတဲ့ graph ကိုဆွဲပေးရပါမယ်။ဒါဆို x equal to 2ဆိုတဲ့ graph ကအမှန်3,0ကိုဖြတ်သွားတယ်တောင်းမှမြင်ပဲဖြစ်ပါတယ်ဒါဆိုဒီချက်က x 3ဆိုတဲ့ graph လေးကိုဆွဲခိုင်းထားပါတယ်ဒါဆိုရင် graph က y ဝင်ရိုးနဲ့ပြိုင်နဲ့မြင်းဖြောင့်တဲ့အကြောင်းဖြစ်နေပြီးတော့ဒီမြင်းပေါ်မှာရှိတဲ့အမှန်တိုင်းက x coordinate က3ဖြစ်နေမှာပါ လိုချင်တာကဒီချေတော့က x greater than 3ကိုလိုချင်တာပါ။ဒါဆိုရင် x equal to 3ဆိုတဲ့ graph ကနေပြီးတော့အပိုင်းကနှစ်ပိုင်းပြန်ကွဲသွားရဲ့အပိုင်း1နဲ့အပိုင်း2ဆိုပြီးတော့ကွဲသွားပါရဲ့။ဒါဆိုရင်အပိုင်း1မှာရှိတဲ့အမှတ်တိုင်းတွေကိုလိုက်ကြည့်လိုက်တဲ့အခါမှာ x coordinate က3ထက်ကြီးနေပါရဲ့။ဒါကြောင့်မလို့ဒီပုံက x greater than 3ကိုပြည်လည်စေတဲ့ graph ပဲဖြစ်ပါရဲ့။နောက်တစ်ခါ x less than 3ကိုဆွဲကြည့်ကြအောင်နော်။ ဒါဆိုရင်ဒီချက်တို့ခုနကရှိနေတဲ့ x equal to 3ရဲ့ graph မှာအပိုင်းနှစ်ခိုင်းကွဲထားပါတယ်။အပိုင်းနှစ်ပိုင်းဟာအပိုင်းတစ်နဲ့အပိုင်းနှစ်ဆိုပြီးတော့ကွဲထားရဲ။ဒါဆိုရင်အပိုင်းနှစ်မှာရှိတဲ့အမှတ်တမ်းရဲ့ x coordinate က3အောင်နှင်းနေပါတယ်။ဒါဆိုရင်ဒီချက်တို့ကဒီပုံက x less than 3ကိုပြည့်လည်စေတဲ့ graph ဖြစ်ပါတယ်။ဒါဆိုရင်ဒီ graph တွေကိုဆွဲတဲ့အခါမှာ အပိုင်းသစ်နဲ့အပိုင်းနှစ်တို့မှာ x 3ဆိုတာမပါဝင်တဲ့အကြောင်းကိုကိုးစားပြုဖို့ဆိုရင် x 3ဆိုတဲ့ graph ကိုဆွဲရင်အဆက်မြင် dotted line တွေနဲ့ဆွဲရပါမယ်။ဥပမာနဲ့မညီများချက် x greater than or equal 3နဲ့ x less than or equal 3တို့ရဲ့ graph ကိုဆွဲခိုင်းတာပါ誒။ဒါဆိုရင်ဒီချက်တို့ကပြည်ညပေါ်မှာအရင်ဆုံး x 3ရဲ့ graph ပေါ်ကိုဆွဲပါမယ်။ဒါဆိုရင် x 3ဆိုတာ1ဝင်ရုံးနဲ့ပြိုင်နေမြင်းတစ်ချောင်းဖြစ်ပြီးတော့ ဒီမြင်းပေါ်မှာရှိတဲ့အမှတ်တမ်းက x coordinate က3ဖြစ်နေမယ်ပြီးရင်တော့ဒီချက်တို့ကဆွဲတဲ့အခါကျရင်3 comma 0ဖြစ်သွားတဲ့အမှတ်လေးကိုဆွဲပြီးထားရမယ်ဒါဆိုအပိုင်းကနှစ်ပိုင်း꿰ွားမယ်အပိုင်းတင်နဲ့အပိုင်းနှစ်ဆိုပြီးတော့꿰ွားမယ်ဒါဆိုရင်အပိုင်းတစ်မှာရှိတဲ့အမှတ်တမ်းရဲ့ x coordinate က3ထက်ကြီးနေရအောင်တွေ့ရနိုင်မယ်ဒါကြောင့်မလို့ x equal to 3 graph နဲ့အပိုင်းတစ်ကိုရောနှောလိုက်မယ်ဆိုရင်ဒီချက်တို့ရှာခိုင်းတဲ့မြင်းကြီးများ just x greater than equal 3ကိုပြည့်လဲစေတဲ့ graph ကိုရပါမယ်။ နောက်တစ်ခါဒီချက်တို့ h less than or equal 3ကိုဆွဲပါမယ် h less than less than or equal 3ရဲ့ graph ကိုဆွဲဖို့ဆိုရင်အပိုင်းနှစ်မှာရှိတဲ့အမှန်တန်းရဲ့ x coordinate ကိုကြည့်လိုက်တဲ့အခါမှာ3 out ငင်းနေရအောင်တွေ့ရပါမယ်ဒါကြောင့်မလို့ x equal to 3 graph နဲ့အပိုင်းနှစ်ကိုရောလိုက်တယ်ဆိုရင်မိနီမြန်ချက် x less than or equal 3ကိုဖြင်းလဲစေတဲ့ graph ကိုရပါမယ် ဒါဆိုရင်အပိုင်းသစ်နဲ့အပိုင်းနှစ်တို့မှာပါတဲ့ AC ဘွက်တို့3ပါဝင်နေအောင်ကိုစားပြုဖို့ဆိုရင်ဒီ craft တွေဆွဲတဲ့အခါကျရင်မြင်းကိုတက်ဆက်သေးဆွဲပေးရပါမယ်။ match ကတော့အဆက်ပြတဲ့မြင်းက graph မှာမပါဘူးတက်ဆက်သေးဖြစ်တဲ့မြင်းဆိုရင်ဒီ graph ထဲမှာပါရင်ဆိုတာလေးကိုတည်ထားရပါမယ်နော်။ဥပမာနဲ့မြင်းများချက် y greater than or equal to နဲ့ y less than or equal to တို့ရဲ့ graph ကိုဆွဲခိုင်းတာပါပဲ။ဒါဆိုရင်ပြင်ကြီးပေါ်မှာ y equal to 2ရဲ့ graph ကိုဆွဲပါမယ်။ y equal to 2ဆိုတဲ့ graph က x ဝင်ရုံနဲ့အပြိုင်ရှိနေတယ်။ရင်းညင်းညင်းဖြစ်ပြီးတော့အမှန်0.2ကိုဖြတ်သွားပါမယ်။ဒါဆိုရင်ဒီချက်တို့က y equal to 2ဆိုတဲ့ graph ကိုဆွဲလိုက်ပါမယ်။ဒီ graph က x ဝင်ရုံနဲ့ပြိုင်နေညင်းတဲ့ကြောင်ဖြစ်တယ်။ပြီးရင် y coordinate က2ဖြစ်နေမယ်။ဒါဆိုရင်အပိုင်းက ဝိုင်းကွဲသူ2ကနေပြီးတော့ကြီးလိုက်တဲ့အခါမှာအပိုင်း2ပိုင်းကွဲသွားရဲ့အပိုင်း3နဲ့အပိုင်း2ဆိုပြီးတော့ကွဲသွားရဲ့ဒါဆိုအပိုင်း3မှာပါတဲ့ဝိုင်းကောတဲ့နေတိုင်းက ထူးထက်ကြီးနေရအောင်တွေ့ရပါလိမ့်မယ်။ဒီမှာက y greater than or equal to နဲ့ဆွဲခိုင်းထားပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့ y equal to 2နဲ့အပိုင်းတစ်ကိုရောလိုက်တယ်ဆိုရင်တော့မြင်ကြီးများချက် y greater than or 2ကိုပြင်နေစေတဲ့ graph ကိုရပါမယ်နော်။နောက်တစ်ခါ teacher တို့က y less than or equal to ကိုရှာပေးရပါမယ်။ဒါဆိုရင်ဒီအပိုင်းတစ်နဲ့အပိုင်းနှစ်မှာဆိုရင် အပိုင်းနှစ်မှာရှိတဲ့ y coordinate တိုင်းက ထူောက်နေနေပါတယ်ဒီ channel ကို y less than or equal to လို့ပြောထားတဲ့အတွက်ကြောင့်မလို့ y equal to 2 graph နဲ့အပိုင်းနှစ်ကိုရောလိုက်တဲ့အခါကျရင်မြင်းကြီးများချက် y less than or equal to ကိုဖြည့်လည်စေတဲ့ graph ကိုရပါမယ်နေချင်းက7.3အောက်ပါမြင်းများချက်များရဲ့ graph အသီးတွေကိုဆွဲပါရှာခိုင်းတဲ့ graph ကကြတော့ 2y + 3 greater than or equal 0ကိုရှာခိုင်းတာပါ ဒါဆိုရင် 2y 3 0ဆိုတဲ့ graph ကိုအရင်ဆွဲပါမယ်။ဒါဆိုဒီချက်တော့က 2y 3ဆိုတဲ့ equal to 0ဆိုတာ y ရဲ့အဖြေက -3 over 2ပါ။ဒါဆိုရင်ကိုယ်သနိပြင်ကြီးပေါ်မှာ y equal to -3 over 2ရှိတဲ့ graph ကိုဆွဲပါမယ်။ဒါဆိုရင် y အမှတ်တိုင်းက -3 over 2ရှိနေပြီးတော့ x ဝင်ရုံးနဲ့ပြိုင်တဲ့မြင်းဖြောင့်တဲ့ကြောင်ကိုဆွဲလိုက်မယ်။ဒါကြောင့်မလို့အမှန် 0, -3 over 2ကို ဖြတ်သွားတယ်မြင်းလေးတစ်ချောင်းဒီချက်လို့ဆွဲလိုက်မယ်ဒီမြင်းချောင်းက y = -3/2 ဆိုတော့ graph ကိုရပါတယ်ဒီမြင်းကနေပဲဒီချက်တော့အပိုင်း2ပိုင်းကွဲသွားမယ်အပိုင်း1နဲ့အပိုင်း2ဆိုပြီးတော့ကွဲသွားမယ်ဒီချက်တို့ရှာခိုင်းတာက greater than =0 ဆိုတာကိုရှာခိုင်းတဲ့အတွက်ကြောင့်မလို့အပိုင်း1မှာပါတဲ့အဖြေတိုင်းက y ရဲ့အမှတ်က -3/2 ထက်ကြီးနေရအောင်တွင်းရပါလိမ့်မယ်ဒါပေမဲ့ဒီချက်တို့မေးထားတဲ့မေးခွန်းမှာက y greater than equal 0ဆိုတော့မေးထားတဲ့အတွက်ကြောင့်မလို့ y equal to minus 3 over 2ဆိုတဲ့ graph နဲ့အပိုင်းတစ်နဲ့ကိုရောလိုက်တဲ့အခါမှာဒါမိကြီးများချက် 2y plus 3 greater than equal 0ကိုပြည့်တယ်စီတဲ့ graph ကိုရပါတယ်။ပုံစံတူလေ့ကျင့်ခန်း7.3မှာကျွန်တော်ပုံစံများကိုတွေ့ကြည့်ပေးပါနော်။ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်။